တင်ရင်ပတ်နာခြင်းမှုရှိပါကဒါကဘာကိုဆိုလိုသလဲဒါကသူကြောတစ်ခုခုပိတ်ဆို့နေပြီးပိတ်နေပြီးတင်းကိုအချက်ပြနေသည်ကိုဆိုလိုသည်တင်ရင်ပတ်နာခြင်းမှုရင်ပတ်ပေါ်မှာအလွန်လေးလန့်တော့အလေးချိန်တစ်ခုထားထားသလိုမျိုးနဲ့မတက်မတာဖြစ်နိုင်သည်ဒါဟာချွေးထွက်ခြင်းနဲ့ဆက်ဆက်နိုင်သည်ဘူးဝေစင်အသက်ရှူရခက်ခဲခြင်းအလွန်အားနည်းမိခြင်း ။ဒါတွေကနှလုံးယောဂတက်နေပြီဖြစ်နေပြီးတင်းကိုထိခိုက်နေသည်ကိုပြသသောယောဂလက္ခဏာများဖြစ်သည်။ရှင်ပတ်မသက်မသားခြင်းသည်မေယိုနှင့်လက်များတို့လည်းပြန့်နှံ့နိုင်သည်။ဒါကြောင့်ဒီလက္ခဏာတွေကိုလစ်လူမရှိပါနဲ့ဒီယောဂလက္ခဏာများသည်အလွန်အရေးကြီးပြီးမလစ်လူရှိပါနဲ့။ဒီယောဂလက္ခဏာများရှိသောအခါတင်းလို့ရမည့်အရာမှာတင်းအိမ်မှရှိပြီးတင်းတယောက်တည်းရှိပါကဒစပရင်ကိုရှာပါ ဒစပရင်စီးပြားများသည့်အိမ်တိုင်းတွင်ရှိနိုင်ပါသည်စပရင်စီးပြားနှစ်ပြားယူပြီးရေလဲတွင်ပျော်ပြီးတောက်ပါအိမ်မှာစတေဒင်စီးပြားရှိရင်အဲ့ဒီစတေဒင်ကိုလည်းတောက်ပါအိမ်တွင်ဆော့ဘစ်ထရက်ရှိလျင်တင်းရှာအောက်တွင်ဆော့ဘစ်ထရက်9မီလီဂရမ်ထားရှိပါဒါကလာကျင်မှုကိုတက်တာစီပြီးလှုပ်ရောဂါကိုထိန်းချုပ်နိုင်ပါတယ်အခုတော့အကောင်းဆုံးလုပ်ရမည့်အရာက ဖုန်းမှာအရေးပေါ်ကားခေါ်နံပါတ်ကိုအမြန်ခေါ်နိုင်အောင်ထားပါ။အရေးပေါ်ကားခေါ်ပြီးဆေးရုံကိုချက်ချင်းသွားပါ။ရင်ပတ်နာခြင်းမှုစတင်လာရင်မစိုးရိမ်ပါနဲ့အိမ်မှာရှိနေစဉ်မစိုးရိမ်ပါနဲ့အကြောင်းကစိတ်ဖိစီးမှုကအခြေအနေကိုပိုဆိုးစေပါပါ။ဒါကအမှန်တကယ်အခြေအနေကိုပိုဆိုးစေမှာပါ။ဒါကြောင့်အေးစိနေပါအိယာပေါ်မှာလှဲပြီးဖုန်းခေါ်ပါအရေးပေါ်ကားလာပြီးစေယုံကိုရောက်ပါစေ သူမဟုတ်မိသားစုဝင်တယောက်ရှိရင်သူတို့ကတင့်ကိုဆေးရုံကိုရင်မောင်းပို့နိုင်ပြီးအမြန်ဆုံးဆေးကုသမှုရနိုင်ပါတယ်။အခုဆိုရင်တစုံတယောက်သတိလစ်သွားရင်အဲ့ဒါကသူတို့မှာသတိလစ်ချင်းရှိလေဆိုတာကိုဆိုလိုပါတယ်။နှလုံးယောဂါတွေမှာသတိလစ်ချင်းမရှိပေမဲ့ငါးမှာသတိလစ်ချင်းရှိနိုင်ပါတယ်။မြင်ငယ်ကသတင်းတွေကြားပြီးဒီလူငယ်တွေသတိလစ်ပြီးရုတ်တရက်တိုက်ဆုံတာပါ။ ါကယုတ်တီရဲ့နှလုံးရက်ချင်းမှာနောက်ပြီးသတိလစ်ပြီးလဲကျနေတဲ့တစုံတယောက်ကိုတွေ့ရင်သူတို့ရဲ့နှလုံးခုန်ကိုစစ်ဆေးရပါမယ်။လဲပင်းလဲကုတ်ကိုလက်နှချောင်းဖြင့်ကာရိုတီသွေးခုန်လုံးကိုခန်းစားပါ။အဲ့ဒီလက်ချောင်းနှချောင်းနဲ့အသက်ရှူခြင်းကိုစစ်ဆေးရပါမယ်။နှာခေါင်းအောက်မှာထားပြီးလူနာအသက်ရှူနေမလားကြည့်ပါ။ပြီးရင်နှလုံးနဲ့အဆုတ်ကိုပြန်လဲအသက်ရှူစေခြင်းခရစတင်ပါဒါကဖော်ပါ ဖရာကအသက်ကိုကယ်တင်နိုင်ပါတယ်။ဖတ်မလုတာထက်ဘလို့ပဲဖြစ်ဖြစ်လုတာကပိုကောင်းပါတယ်။တင့်အနီးတဝိုက်တွင်တင့်တွင်အလိုလျောက်ပြင်ပနှလုံးခုန်စွာဆက်တခုချိလိုက်ရင်အသက်ကိုကယ်တင်နိုင်သည်။ပိုမှုကောင်းမှုနဲ့နီလန်းနေပါ။အခုပဲဆိုတာပါလဲ။အက်ကလေစိတ်တွေမြုပ်ကြရထားဘူးလားပြီးရထားဘူးလားပြီးမှတွေ့ရတဲ့စက်တေးလေးပါ။ အသိပညာမြင့်တက်လာတာနဲ့အမျှလူတွေကမော်တွေထဲမှာတောင်တက်ဆင်နေကြပါတယ်။ဒါကအတ္တတည်တည်လေးပါ။ဒါကိုလမ်းညွန်ချက်တွေပါတဲ့ကရိယာတွေနဲ့လာပါတယ်။ဒါဒီကိုတုံးပြီးသတိလစ်သွားတဲ့လူပေါ်မှာပတ်တယ်တွေသူမဟုတ်အပေါ်ယံကတ်ထားတဲ့အပေါ်ယံကတ်တွေကိုတက်ပါ။ဒါကရစ်တန်ကိုစစ်စစ်ပြီးရစ်တန်မရှိရင်ဖရဂိုကိုဆက်လုပ်ဖို့ပြောပါလိမ့်မယ်။ ်ဝစ်တန်ကမကောင်းဘူးဆိုရင်ပင်ထရစ်ဂျူလာတက်ကီကာဒီယာတို့မဟုတ်ပင်ထရစ်ဂျူလာဖစ်ပရီလေးရှင်းအဖြစ်ရှိရင်အလျက်စစ်ထိုးပြီးအဆုတ်ကိုကဲတင်ပါလိမ့်မယ်အဲအကြောင်းတိပါအကြောင်းတိပါရင်ပတ်နာကျင်ကျင်းတို့မဟုတ်ရင်ပတ်မအီမတာဖြစ်ချင်းဖြစ်လာရင်ဘာလို့ရမယ်ဆိုတာတိပါတင်းရဲ့နှလုံးရောဂါဆရာဝန်ကိုတွေ့ပါကာကွယ်ရေးကျန်းမာရေးစစ်ဆေးမှုကိုလုပ်ပါဒါကလမ်းမှာရှိနေနိုင်တဲ့ဘေးအန္တရာယ်အမျိုးမျိုးကနေကိုကိုကိုကယ်တင်ဖို့အကောင်းဆုံးနည်းလမ်းမှာ ်သင်ရဲ့တိခတ်မှုအတွက်အထူးကျေးဇူးတင်ပါတယ်